မြေရှားစစ်ပွဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားကမြေရှားစစ်ပွဲဟာအရှိတောင်အရှဒေသစီတို့ပါရောက်ရှိလာနေပါပြီ။တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ China Tattoo ရေနီးမြုံနှံမှုကုမ္ပဏီရဲ့ရွှေနဲ့မြေရှားတတူတူဖော်ရေးလုပ်ငန်းချက်ထွင်မှုဟာမြန်မာနိုင်ငံရှမ်းပြည်နယ်အရှေ့ပိုင်းကနေထိုင်းနိုင်ငံချင်းမိုင်မြို့တာတုံရွာနဲ့စက်ကိုမိုင်ခန္ဓာကွာဝေးတဲ့နေဆက်ချောင်းအနီးအထိလျင်မြန်စွာတိုးချဲ့လာနေပါတယ်။ အော်တိုဘာလာဆယ်လီယန်နီယာရိုက်ကူးခဲ့တဲ့ဇူရုတပ်ပေါ်များအရာနတ်ယောင်ချောင်းထိုင်းတို့ကကောင်းမြလို့ခေါ်တဲ့အနေမှာအသက်ဖောက်လို့ထားတဲ့လမ်းများကြီးမာတဲ့ဒူဖော်ရီအေရီယာများနဲ့တန့်စင်ရဲ့လုပ်ငန်းခွင်များကိုတွေ့မြင်ရပါတယ်ဒီလုပ်ငန်းခွင်တွေကလည်းအနည်းရှိတဲ့အပြင်းစားသတ္တူများပါဝင်နေတဲ့စွန့်ပစ်ပစ္စည်းတွေကို၆ရက်အတွင်းတိုက်ရိုက်စွန့်ပစ်နေရလို့သတင်းတွေထွက်ပေါ်နေပါတယ် ဒီအစိတ်အသေးစွန်ပစ္စည်းတွေဟာမဲခေါင်မြစ်အတွင်စီးဝင်နိုင်ပြီးထိုင်းနိုင်ငံသားသက်တမ်းကျော်အပါအဝင်မြစ်အောက်ပိုင်းဗီယက်နမ်ကမ်ဘောဒီးယားရှိလူအများပြားကိုချင်းချောက်လာနိုင်တယ်လို့ရှမ်းလူအခွင့်အရေးဖောင်ဒေးရှင်းကတတိပေးထားပါရယ်။အမေရိကန်ဤထိုင်းချင်းကမ်မှုဖြူဟာတရုတ်ကမြန်မာနယ်စပ်တရှောင်းမြေရှားလုပ်ငန်းကိုချဲ့ထွင်နေချိန်မှာပဲ American Tamara Donald Trump ဟာထိုင်းနိုင်ငံနဲ့မြေရှားအရေးနားလည်မှုစာချုပ်လာကိုလက်မှတ်ရေးထိုးလိုက်ပြီးလို့အင်ပြူရောကသတင်းထုတ်ပြန်ခဲ့ပါရယ်။ ကြာကဘာလုံးဆိုင်ရာအရေးကြီးသက်တူတွင်ချက်ပစ္စည်းထောက်ပံ့ရေးကွင်းဆက်ကိုခိုင်မာစေရန်နှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးမြင့်တင်ရန်ရည်ရွယ်တယ်လို့ဆိုပါရယ်။သို့သောထိုင်းအရပတ်လူအဖွဲ့အစည်းများကဒီလိုရက်ကိုကံကွယ်ဆန္ဒပြခဲ့ပြီးကိုလိုနီဇော်နန်နဲ့ကြိုးကင်မှုလို့ဆွဆဲခဲ့ကြပါရယ်။သူတို့ကဒီ MOU ကြောင့်ပြပနိုင်ငံများအားထိုင်းတရားစတာများကိုတူဖော်ရန်နိုင်စင်ထုတ်ပေးဝယ်ရှိပြီးတဘာဝပအဝင်စင်နဲ့ဒေသခံတို့အပေါ်စိုးစိုးတက်ရောက်စေမယ့်လုပ်ရများကိုမတားဆီးနိုင်တော့မှာကိုစိုးရိမ်နေကြပါရယ်။ စေရေးကဲခန့်များကတော့ American ဟာထိုင်းနိုင်ငံမှာအနေငယ်သာတူခွာရရှိတဲ့မြေရှားကိုမသိဘဲမနေနိုင်ကြောင်းတုံ့တက်ကြပါရယ်။ဒီ MOU ဟာတရုတ်ကလွန်မိုးနေတဲ့မြန်မာမြေရှားကိုထိုင်းနိုင်ငံမှာတစင်ချဲ့ကပ်ဖို့ရွေရပုံရတယ်လို့ယူဆကြပါရယ်။လက်ရှိမှာတရုတ်ဟာကမ္ဘာမြေရှားစည်းကွဲရဲ့80 85ရာခိုင်နှုန်းအထိကိုချုပ်ကိုင်းထားတာကြောင့် American ဟာမြန်မာမြေရှားကိုမဖြစ်မနေလိုအပ်နေရဖြစ်ပါရယ်။မြန်မာမြေရှားနဲ့တိုင်းရင်းသားလက်နက်ကိုင်တို့၏အခမ်းကဏ္ဍ ညမမြေရှာရရှိမှုအခြေအနေကတော့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ပုံမှုရှုပ်ထွေးနေပါတယ်။ရှားဤသမရဘူးဇုံမှုကြီးမြောင်လိုင်းကမြန်မာနိုင်ငံအနေနဲ့မြေရှာကိုအစစ်မြစ်တန့်စင်ပြီးတိုက်ခါရှိရှိရောင်းချလိုတဲ့ဆန္ဒရှိကြောင်းမကြသေးမီကပြောခဲ့ပါတယ်။ဒီလိုလိုချင်အပြင်မြမမြေရှာတူဖော်မှုကြောင့်မဲခေါင်မြေအစိတ်တင်ခြင်းကိုလက်ခံတော့မှမဟုတ်ဘူးလို့တုံ့တက်ရပါတယ်။ သို့သောလက်ရှိရွှေနဲ့မြေရှာတွူဖော်ရနေရအများစုဟာတမရော်ကထိန်းချုပ်ခွင့်ယာယီဆုံးရှုံးထားတဲ့နေမြေများနဲ့နေပြည်တော်ကဝင်ရောက်မဆက်ဖက်နိုင်တဲ့တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်နေပါတယ်။မြေရှာတံရရှိဖို့ရောနောမြေသားတန်ကျိန်2000ကိုတွူဖော်ရမှာဖြစ်ပြီးတကိုးစိနဲ့ရောင်းနေကြပုံပေါ်ရလို့တုံသက်သူများကဆိုပါတယ်။တရုတ်အနေနဲ့အမေရိကန်ကိုကမ္ဘာမြေရှာစည်းကွက်မှာအသာစီးယူထားနိုင်မှုလက်ရှိမြေရှာရရှိနေမှုကိုဆက်လက်စောင့်ကြိမ်းထားမှာဖြစ်ပါတယ် ဒီလိုဆက်လုပ်နိုင်မှုအတွက်သူလိုချင်တာလုပ်ပေးမဲ့သူတွေဟာနေပြည်တော်ကိုစန့်ကျင်နေရတိုင်းရင်းသားလက်နက်ကင်များသာဖြစ်လာပါလိမ့်မယ်။ဒါကြောင့်အာရှတောင်ပိုင်းမှာစမတ်ဖုန်းပြန်လည်ဖြစ်ပျော်မြေဆန်းအင်းနဲ့ဆက်လက်နက်များမှာမရှိမဖြစ်တဲ့မြေရှာရရှိအတွက်တရုတ်နဲ့အမေရိကန်တို့ရဲ့ပထဝီနိုင်ငံရေးပြူဟာများရှင်ပြိုင်မှုတွေဟာမြန်မာနဲ့ထိုင်းနယ်စပ်ဒေသတွေရဲ့တဘာဝပတ်ဝန်းကျင်နဲ့နိုင်ငံရေးအခြေအနေပေါ်ဆက်လက်တည်ရောက်မှုရှိနေအောင်မှာပဲဖြစ်ပါရဲ့ရှင်။